အဲကျွန်တော်ဒီကျွန်တော်ပကံချောင်းမြို့နယ်နေနေကတော့စုံမမှုခြေနေကတော့ဟောကျွန်တော်လေးကျွန်တော်လေးတော့ကျွန်တော်အားကောင်းနေပေါ့နော်လောစင်ညောင်မြို့ရဲ့နေထားလည်းဒီစစ်ကောင်စီဘက်ကလည်းဒီညောင်မြို့ကိုသူမဆုံးရှုံးဖို့ကြပေါ့နော်ဒီတာနာနယ်မြေ UNESCO နယ်မြေဒေဒီဖလားဒေဒီဖလားရှိရတဲ့ဒီပြည်ရဲ့တိုက်ခိုက်ရင်ဒေဒီဖလားပျက်စီးနိုင်ဆိုရဲအလိုအတော်ပြချက်တို့မျိုးစုံပေးပြီးတော့ဒါသူအနေနဲ့ကာကွယ်ရပေါ့နော်ပြည်ရဲ့ဒီပုံရိပ်ကိုဖျက်ဖို့ကြိုးစားနေပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ရနိုင်သမျှနယ်မြေစုမှုမှုရရှိအောင်တော့ကြိုးစားနေရဗျာ ဟိုနေရာရဲ့အတိအကျဖော်ပြဖို့အတွက်ကကြတော့ကျွန်တော်ဒီလေချောင်းအန်တွေအရာအဲကျွန်တော်တို့ဒီပြောပြလို့တော့မရသေးဘူးကိုကြီးဟုတ်ကဲ့ကြာအဲကျွန်တော်တို့ဒီပကံဘလူးညီတွေကတော့ကျွန်တော်အရင်လဲကျွန်တော်တိုက်ပွဲကြီးနော်ကျွန်တော်တို့တိုက်ပွဲကြီးမန်နေတိုင်းတွင်းလာမကောင်းကျွန်တော်စကိုင်းတိုင်းတွင်းမှာလဲကျွန်တော်တိုက်ပွဲအတွေ့အကြုံရအောင်လို့ဆိုပြီးကျွန်တော်ရဲဘော်တွေကိုလွတ်တယ်ကျွန်တော်ဒီပဲရင်ဘက်တွေရွှေဘိုးဝဲလက်ပဲချမ်းတွေမှာကျွန်တော်တို့ဒီစီးအတွေ့အကြုံရအောင်ရဲဘော်တွေကိုစီးလွတ်ပြီးတော့ကျွန်တော်တို့စီးပညာတွေတင်ယူခဲ့ပေါ့နော်ကျွန်တော်ပြိုင်ဘက်မှာလဲရဲဘော်တွေလွတ်ပြီးတွင်ကြ ဒီဒီတိုက်ခိုက်ရေးပိုင်းကျွန်တော်စီးရေးပြောပိုင်းကိုကျွန်တော်သွားရောက်လေ့လာပြီးသင်ယူခဲ့ဗောနော်အဲ့နောက်ပိုင်းမှာကျွန်တော်စီးရေးအတွေ့အကြုံတွေရအောင်ယူပြီးတော့ကျွန်တော်ခုလိုကျွန်တော်ခြေမုန်းနိုင်ခဲ့ဗောနော်ကျွန်တော်ခြေမုန်းရဆိုရလဲဒါကတော့အင်အားအများဆုံးစစ်ကြောင်းကိုဖြူနိုင်ခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်တို့အရင်တော့ဒီညောင်မြို့နယ်ပြမှာဆိုရင်ဒီငတဲ့အောင် yes scan တို့ကျွန်တော်ပွေးကြည့် yes scan တို့လည်းကျွန်တော်တို့အရင်တော့ အော်တင်ထားဘူးလားပြီးခဲ့တယ်ကွာ။လက်နက်တွေလည်းကျွန်တော်အနေနဲ့တင်စစ်ပြရှိခဲ့။ဒါတော့ကျွန်တော်တို့ကျတော့အကြီးမားဆုံးဒီရန်သူတေဆုံးမှုเนี่ยကျွန်တော်တို့ကျတော့အောင်မြင်မှုပေါ့ခင်ဗျ။အဲတိုက်ပွဲဖြစ်စဉ်ကကျွန်တော်တို့၁၄ရက်နေပေါ့နော်။၁၄ရက်နေနေကင်းပိုင်းလောက်မှာကျွန်တော်တို့ဒီငတယောက်မြို့နယ်ပေါ့။ငတယောက်မြို့နယ်ရဲ့ဟိုဒီဝင်လာတာစစ်ကြောင်းတစ်ကြောင်းပေါ့။အင်အား80ပါစစ်ကြောင်းတစ်ကြောင်းခွဲပြီးတော့ကျွန်တော်တို့ဒီငတယောက်မြို့နယ်ဝင်ရောက်လာတယ်ပေါ့။အဲဒီအချိန်မှာကျွန်တော်တို့ဘက်ကဒီကျွန်တော်တို့အဖွဲ့အနေနဲ့ကျွန်တော်တို့မဟာမိတ်တွေပေါ့ကျွန်တော်တို့ဒီမြင်းကြံတောင်သာဘက်ကမဟာမိတ်တွေပေါ့ ကိုယ်တော့ပူပေါင်းပြီးငါတို့ဘယ်စစ်ကြောင်းကိုတိုက်ရင်အဆင်ပြေမလဲပေါ့နော်ရန်သူရဲ့အားနည်းချက်ကိုကျွန်တော်ပြန်ရှာရပေါ့နော်ကျွန်တော်တို့လည်းအဆင်ပြေမယ်ဟိုဒီစစ်ကြောင်းကိုငါတို့တပ်ပြီးကျွန်တော်ပြန်နေရဒီစစ်ကြောင်းကိုရောက်အောင်ဖြုတ်မယ်ဆိုတဲ့ဒီအဓိကတော့ရဲဘော်ကြီးစီးလုံးတဲ့အတွက်ပေါ့နော်စစ်ကြောင်းတရားလုံးကိုကျွန်တော်တို့ဖြုတ်နိုင်ခဲ့တာပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီဟိုပါပေါ့ကျွန်တော်ဒီတိုက်ပွဲမှာဆိုရင်ကျွန်တော်အဓိကစီရေးပန်းကိုဥဆောင်တဲ့ကျွန်တော်ဒီရဲဘော်ဖြက်ဝီကိုကျွန်တော်ရဲဘော်ငတီတို့ရဲ့ဒီအဓိကတော့တိုက်ခိုက်နေတဲ့သူရဲ့ခေါင်းဆောင်မှုအားကောင်းတဲ့အတွက်ကျွန်တော်ဒီလိုချေမှုနိုင်ခဲ့တာဗျဟုတ်ကဲ့ဗျ အာအဓိကတော့ဗျကျွန်တော်တို့ဒီမှာဒီဒီခုစကွေးကိုဒီစစ်ကြောင်းကိုဥဆောင်လာတဲ့ဒီစစ်ကြောင်းမှုပေါ့နော်စစ်ကြောင်းမှုကလည်းတိုက်ရိုက်ခိုက်ညံ့လာဒီသူတွေ့ရဲ့စစ်ကြောင်းမှုတွေ့ထရတော့မဖြစ်နိုင်ဘူးဗျစစ်ကြောင်းမှုကိုယ်ကကမှနဲ့တိုက်ရိုက်ခိုက်ညံ့လာတယ်နဲ့ဒီကျွန်တော်စစ်ကြောင်းတက်လာပြီဆိုရင်ဒီကျွန်တော်တို့ဒီစစ်ကြောင်းမှာဆိုရင်စစ်ကြောင်းတက်တဲ့နေရာနေအများကြီးပေါ့နော်ဒါပေမဲ့သူစစ်ကြောင်းတက်တာအလူလေတန်းကြီးကအတန်းလိုက်ပဲအတန်းလည်းတင်ညာနဲ့တင်ညာကပ်ပြီးတက်လာတက်လာချိန်မှာကျွန်တော်တို့ရောက်လာပေါ့နော်ကျွန်တော်တို့ပြေကွင်းရဲ့ဒါမှကျွန်တော်တို့ပြည်သူထိခိုက်မှာအတွက်တို့ ဟိုရှောင်ခဲ့ရတဲ့နေရာရှိတယ်เนาะကျွန်တော်တို့ဒါပေမဲ့ကျွန်တော်တို့လူချင်းတဲ့နေရာဒီဆွဲဖော်ပြီးတော့ကြာတော့ကျွန်တော်တို့အရင်ဆုံးဒီကျွန်တော်စစ်ကြောင်းမှုပေါ့နော်7မိနစ်တိုက်ပွဲ7မိနစ်လောက်ဆိုမှကျွန်တော်တို့စစ်ကြောင်းမှုကိုဖြုတ်နိုင်တယ်စစ်ကြောင်းမှုကိုဖြုတ်ပြီးတော့နောက်ပိုင်းမှာဒီပြန်တဲ့ကောင်တွေကတော့ဟိုပါပေါ့နော်စီပါတိတ်မကြွနဲ့များသောအားဖြင့်ဒီလူတွေကိုဒီအာရမစစ်မှုထမ်းခိုင်းကြတဲ့ပြည်သူစစ်တွေများပါဘူးပြည်သူစစ်တွေကတူဒီကကွန်မန်ဒါဘေးရဲ့ စကြောင်းကြသွားနေချိန်မှာကျွန်တော်တို့ဗျမ်းမကအကုန်ထွက်ပြီးတဲ့ချိန်မှာကျွန်တော်တို့တက်ကွင်းထဲမှာတဲ့အတိုင်းပဲဗီဒီယိုဘဲမှာမြင်နေတဲ့အတိုင်းပဲဒီတက်ကွင်းကဒီထန်းတော့ပဲရှိရပြကွင်းပြင်ကြီးပဲအော်ကျွန်တော်တို့ဒီအသာကြီးနေရာယူထားရမှာကြတော့အကုန်လုံးကျွန်တော်ပြစ်ခတ်နိုင်ကြတာပေါ့နော်အဓိကတော့သူစကြောင်းမှုကြသွားတဲ့အတွက်သူစကြောင်းကဖြိုပြဲဖြစ်သွားတဲ့အတွက်ကြာဆုံးမှုများသွားတာဗျအဓိကတော့ကျွန်တော်ရဲဘော်ကြီးစီးလုံးတာလည်းပါမယ်ဗျအဲစကောင်းစီဘက်ကကိုလေချောင်းတက်ခိုက်မှုကတော့မပြုတ်လုပ်ခဲ့ဘူးဗျသူတို့ဒီလေချောင်းလေရင်ဝဲအချိန်မှာကျွန်တော်တို့ဒီအောင်မြင်စွာဆုတ်ခိုင်းနိုင်တယ်ပေါ့နော် ဒီသူလက်နေကြီးနဲ့ရန်တိုင်းပြစ်တာတော့ရှိရဗျအိုင်နီယာတဝိုက်ကရွာကြီးပေါ်မှာလက်နေကြီးကြာလာရောရှိရခင်ဗျဟုတ်ကဲ့ဗျကျွန်တော်တို့ကတော့ခုကတော့ကျွန်တော်ဟန်ချက်ညီပေါ့နော်ကျွန်တော်ဒီညောင်မျိုးအရှိပဲချမ်းအနောက်ပဲချမ်းကျွန်တော်တို့ပြောကျွန်တော်ဒီကတော့ဗျကျွန်တော်ဒီညောင်မျိုးနဲ့တွဲမှာရှိရပြည့်ရဲ့ရဲဘော်ကိုကျွန်တော်ငယ်မီကိုညောင်နဲ့ကိုပေါ့နော်ခုရောက်ရှိတဲ့နေရာမှာကြာတော့အစင်းမျိုးတို့တိုက်နေကြပါခုကတော့ညောင်မျိုးနဲ့အရှိပဲချမ်းနဲ့ပါဝင်နော်အရှိပဲချမ်းနောက်ပဲချမ်းအကုန်လုံးကတော့ဒီလက်တွဲညီညီ ဟိုအပြိုင်ဆိုင်တို့ဒီစီးပေါ်ဆောင်နေကြပါဗျာညောပြီးတော့ကျင်းကြတော့စီးလှုပ်ရှားမှုကတော့ကျွန်တော်ဟိုအရေးကြီးတဲ့ဆိုင်ရင်တော်တော်လေးတော့အားကောင်းလာပြီဗျာအော်အဓိကတော့ကိုကျွန်တော်တို့ဒီတော့ကျွန်တော်တို့ဒီဖကရားမှုပြည်စီကိုပြောချင်တာပါဗျာဒီဟာဘာလို့ကျွန်တော်ခုချိန်ကာလကတော့ကျွန်တော်တနင်္ဂနွေလုံးအကုန်လုံးတော့ကျွန်တော်ဟိုစင်းရဲဒုက္ခရောက်နေတဲ့အချိန်ဒီချိန်ကတော့ကျွန်တော်ပြောလို့ပါလို့ကောင်းတဲ့အချိန်တော့မဟုတ်ဗျာမလူရဖက်နဲ့ကျွန်တော်ခီးသွားတာကြီးကမလုတ်တင်မှုလို့ကျွန်တော်အနေနဲ့ကတော့မြင်ပါဗျာဒါပေမဲ့စုံတရားဖြစ်လာရင်ကြာကျွန်တော် ရဲဘော်အနေနဲ့လည်းစီးဖော်ဆောင်တဲ့အချိန်မှာဒီဒီလူမျိုးပြန်ငက်ွက်နေတယ်ကျွန်တော်တို့အလုံးလုံးရမှာလည်းနည်းနည်းနှောင့်နေတယ်ဗျအဲ့တော့ဒီနိုင်ငံလုံးကပြည်သူတွေအနေနဲ့ကတော့ဒီမလူရဖက်နဲ့ခီးမထွက်တာတော့အကောင်းဆုံးပဲဗျဘာလို့လဲဆိုတော့ကျွန်တော်ပကံဖျားရမှုကျွန်တော်ဒီနေ့ပကံဖျားဘူးမှကျွန်တော်ဟိုရမှုပေါ့ကျွန်တော်ပကံဖျားရဘယ်ချိန်ဖူးဖူးဖူးလို့ရတယ်ဗျအဲ့ဖြစ်နေတော့ဗျကျွန်တော်တို့တော်လိုင်းကြီးလည်းနှောင့်နေမှုမဖြစ်အောင်ကျွန်တော်ဒီဟိုဘာစီးဖော်ဆောင်တဲ့နေရာမှာလည်းအနှောက်အယှက်မဖြစ်အောင်စင်ပြေတော့ကျွန်တော်တို့အနေနဲ့ကတော့မလူရဖက်နဲ့ကိုမလာစေခြင်းမှုဗျဟုတ်ကဲ့ဗျ လောစင်ကတော့ကျွန်တော်အနေနဲ့ကတော့လောဝဲကျင်လို့ပြည်စုံတယ်လို့ကတော့မရှိဘူးပြောလောစင်ကျွန်တော်ကျွန်တော်ဒီဒီစလီရနေတိုက်ပွဲမှာဆိုရင်ဗျာကျွန်တော်ဒီတကယ်ကြီးအင်အားသာလုံတော့ခဲ့မယ်ဆိုရင်ကျွန်တော်ဒီညောင်းโอเคအိုင်ပေါ့ငါတရားမျိုးနဲ့ကိုဝင်လာတဲ့စစ်ကြောင်းနှစ်ကြောင်းလုံးကိုဖြိုနိုင်တဲ့အနေအထားရှိပြီဗျဒါပေမဲ့ကျွန်တော်ကြည့်ရင်မလုံလောက်တဲ့အတွက်ကျွန်တော်ပြန်လဲဆုတ်ခွာလိုက်ရတဲ့ကတကယ်စစ်ကြောင်းကြောင်းရဲ့ဝယ်ထုတ်နိုင်ခဲ့ရပါတော့စစ်ကြောင်းမှုဆိုလဲကျွန်တော်ဒီရန်ဆိုရင်ကျွန်တော် ဒီတိုက်ပွဲစပြီး10မိနစ်လောက်မှစစ်ကြောင်းမှုကအရင်ဆုံးပြုတ်သွားတယ်စစ်ကြောင်းမှုပြုတ်သွားတဲ့အချိန်မှာနောက်ကတက်ကောက်ကောင်တွေကဗီယန်နာကြီးဖြစ်ပြီးတော့တို့စစ်ကြောင်းတစ်ကြောင်းလုံးကိုဖြုတ်နိုင်ခဲ့တာပေါ့ဗျာဟိုဒီကတော့ကြီးရှင်းတော့ကျွန်တော်စစ်ကြောင်းနှစ်ကြောင်းလုံးဖြုတ်လို့ဆိုရတယ်ဗျာဒီကတော့ကြီးလိုအပ်ချက်ရှိအောင်ကျွန်တော်တို့ခုတိုက်ခဲ့ရတယ်ကျွန်တော်ရဲဘော်ကြီးထိခဲ့ဆိုတော့ကျွန်တော်တို့ကကြီးကအဲ့ဒီမပါဘူးဖက်နဲ့တောင်ကျွန်တော်တို့ဒီတိုင်းကျွန်တော်ကြက်ပေါင်းဖက်နဲ့လည်းတိုက်တယ်ဟိုအစင်မျိုးတိုက်ခဲ့တဲ့ရဲဘော်ကြီးမလိုအပ်ဖက်နဲ့ကြာဆုံးခဲ့ရပါဗော အဓိကကျွန်တော်တို့မြန်မာပြည်အလဲပိုင်းတော့ကျွန်တော်တို့ဒီအလဲပိုင်းမှာဆိုရင်တော့ဒီလိုအပ်ချက်တရားတော့များရပြကျွန်တော်တို့ခုတိုက်နေကြဟိုယူဖက်နက်ဒီတက်ပေါင်းများဒီနေကျွန်တော်တို့ဒီကြီးကလည်းမပါဘူးတော့ဖြစ်သူကျွန်တော်တို့ချီရှိရင်ပြီးရောအဓိကတော့ဗျာအဓိကလိုအပ်ချက်ကြီးပေါ့ကြီးရောအဓိကပဲပေါ့ဗျာဟိုကြီးကဟုတ်ပါဘူးဆိုတော့ဒါတော့ကျွန်တော်နောက်ပါဘောနော်ကျွန်တော်တို့အဓိကလိုအပ်တရားကြီးပေါ့ကြီးမရှိလို့ဒါကျွန်တော်တို့ဒီစစ်ကြောင်းနှစ်ချောင်းမဖြူနိုင်တာဗောနော် စကြောင်းတကြောင်းနဲ့ကျွန်တော်တို့ဒီဖြိုပြီးတော့နောက်ပြန်ဆုပ်ပြီးလာကြည်ရှင်းတော့ကျွန်တော်တို့အဲ့ဒီကြောင်းလုံးကိုဖြိုနိုင်တယ်ဗျအဓိကတော့ဗျာကျွန်တော်ညောင်မြောက်ပြည်သူတွေကိုပြောချင်တာဗျာတော်လန်ရင်းနဲ့မဆိုင်သူမမေချာပဲနဲ့ဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ကြာတော့ကျွန်တော်တို့ညောင်မြို့နယ်အတွင်းမှာရှိရကျွန်တော်တို့အဖွဲ့ရမဟုတ်ပါဘူး ရောင်းမြို့ညတွင်းမှာရှိတဲ့ဘဲအဖွဲ့ကြီးကိုမဆိုဘူးနော်ကျွန်တော်တို့ရောင်းမြို့သူမြို့သားရဲ့အနေနဲ့တော့ကုညီ၆ပန့်ပြကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်အကိုကြီးဘဲတော့အဆုံးသတ်မယ်ဆိုရင်အဓိကကျွန်တော်တို့တော်လိုင်းရဲဘော်တွေအကုန်လုံးစီစီလုံးလုံးဖြစ်တဲ့အချင်းပေါ့ဗျာအခုကကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနည်းနည်းလေးအချိုးဟာလေးကနည်းနည်းလေးနော်အခက်အခဲလေးရှိရတော့တရားနဲ့တရားအစင်မပြားလေးပါလိမ့်ရှိရောနော်ကျွန်တော်တို့တော်လိုင်းရဲ့အများဆုံးပြီးဖို့အတွက်ကကျွန်တော်တို့တော်လိုင်းရင်သမားရေမကဘူးဗျ။ပြည်သူတွေကျွန်တော်တို့တော်လိုင်းရင်သမားချင်းချင်းစီးလုံးရမယ်။ပြည်သူတွေကျွန်တော်တို့တော်လိုင်းရင်သမားရေနဲ့တသွေးရတသားရစီးလုံးရမယ်။အကုန်လုံးစီးလုံးတဲ့အချင်းဆိုရင် မြန်မြန်စီးုံးလာနေကျွန်တော်တော်လိုင်းကြီးကမြန်မြန်ပြည့်ရဲ့ဗျအခုလို့ကိုမထီသေးမနာရဲ့လူကြီးရှိနေတဲ့တော်လိုင်းကြီးကတော့နည်းငယ်ကြာနေဦးမှာပဲဗျအကုန်လုံးစီးုံးမယ်ဆိုနိုင်ငံလုံးသာစီးုံးမယ်ဆိုတော်လိုင်းကြီးကမနေ့ဖန်လေးပြီးရှင်ပြီးသွားတယ်ဗျအဓိကကျွန်တော်တို့ကစီးုံးမှုကအဓိကပဲဗျကဲအမှန်တိုင်းတွင်ဗျဒီလေချောင်းတိုက်ခိုက်မှုကြီးကဒီကျွန်တော်တို့ပြည်သူကကွယ်တက်တီကိုထိခိုက်တာကနည်းတယ်ဗျမဆိုင်တဲ့ပြည်သူတွေပေါ့နော်အများဆုံးအားဖြင့်တော့အသက်ကြီးတွေဦးလူငယ်တွေကလေးငယ်တွေဒါဆိုရင်ဘာမှအပြည့်မရှိတဲ့ကလေးပေါ့နော် ဒီလိုကြီးရုပ်နေကြဒါဆိုတကယ်တမ်းဆိုတော့တော်တော်လေးကိုရုပ်ပါရက်ဆက်တာဗျာကျွန်တော်တို့ကဒီယောက်ျားချင်းစစ်တိုက်နေရဖြစ်တဲ့အတွက်ယောက်ျားလိုပဲတိုက်တာပို့ကောင်းတယ်ဗျာဟိုယောက်ျားချင်းကျွန်တော်ဝင်းဟင်မသုံးမဲ့နဲ့မြေပြင်မှာကျွန်တော်ယောက်ျားချင်းချင်းကတော့အချိန်ပြည့်ကျွန်တော် စိန်ခွဲဗျာကျွန်တော်တို့သုံးမှုနေရာလေးလာခဲ့အချိန်ပြည့်ရလေးရင်မသုံးနေဗျာကျွန်တော်မြေပြင်ကတော့ကြက်ကြက်ချင်းလာလို့ကျွန်တော်အနေနဲ့ကဒီစစ်ကောင်စီကိုအဓိကပြောချင်တယ်ဗျာဟိုယောက်ျားချင်းတိုက်တာဖြစ်တဲ့အတွက် ကျွန်မြေပြင်ချင်းချင်းပဲကောင်းတယ်ဗျဝေဟင်ကြီးမသုံးရင်တော့အကောင်းဆုံးပေါ့နော်ဝေဟင်ကြီးသုံးတော့လေအဓိကခံရတာပြည်သူတွေဗျအားကြောင့်မို့လားအာအဓိကကျွန်တော်တို့ဒီကျေးဆွဲပေးချင်တာကတော့ပြည်သူအနေနဲ့လက်ဒီတော်လန်ရေးသမားတွေနဲ့ဒီတော့စီးလုံးလုံးတော်လန်ရေးကိုအမြန်ဆုံးပြီးအောင်တော့တက်နိုင်တဲ့ဘက်ကကူညီပေးကြပါလို့ကျွန်တော်အဓိကပြောချင်ပါဗျဒီဒီတော်လန်ရေးအဖွဲ့အစည်းအနေနဲ့အနေနဲ့လဲတစ်ဖွဲ့နဲ့တစ်ဖွဲ့နော်ဘာဟောပါပေါ့အစဉ်ပြေပြေနဲ့တော်လန်ရေးကိုစီးစီးလုံးလုံးနဲ့သွားမယ်ဆိုရင်ကျွန်တော် တော်လိုင်းရမကြခင်မှာအောင်မြင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ကယုံကြည်ပါဗျအဓိကတော့ပြည်သူရောကျွန်တော်ရဲဘော်ရောတော်လိုင်းသမားရောအားလုံးစည်းလုံးမယ်ဆိုရင်တော့တော်လိုင်းရအမြန်ဆုံးပြီးမှာပါဗျ